2ကတော့ပို့ပြီးတော့ pressure များတာပေါ့နော်။အခုလို့လဲဆိုတော့ဘယ်မှာပဲဖြစ်ဖြစ်1ကောင်းပြီးတော့2က1ကိုရှင်ကြတာများတာ။များတဲ့ခါကျတော့တခါကျရင် pressure တော့ရှိရမှာနော် stress တော့ရှိတယ်။ဒါပေမဲ့တော့ပုံနေပြောရင်တော့တတ်နိုင်ဆုံးတော့အကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်ပေါ့နော်။ ဟိုအားထောင်းမောင်းတန်နေပါမယ်ဆိုတာသိတယ်အဲ့တော့ဘာမှဖြစ်ပါဘူးညီမမလည်းညီမမရှေ့ပညာရေးထုတ်သုံးရမှာပေါ့ဒါပေမဲ့ကျွန်တော်ကလုံးဝမကြောက်လို့ဝင် join တာဟုတ်ကျွန်တော်ကနောက်ဆုံးဘယ်လောက်ထိတွေ့ရလဲ smart down ထိတွေ့ရတယ်ဟုတ်ကြိုက်တာလို့ပဲကျွန်တော်ကတော့နိုင်အောင်ဆော့မှာအသေးဆော့မှာကျွန်တော်99မနိုင်ကင်ပါပါ အဲကျွန်တော်တို့ဒီ season မှာကျွန်တော် show director အနေနဲ့ပေါ့နော်တောင်းယူနေတာပေါ့နော်ဒီဥစ္စာကတော့ season 1အောင်မြင်တဲ့အတွက်ပေါ့ကျွန်တော်တို့ဒီ season 2ဆက်လုပ်တဲ့ပုံမျိုးပေါ့နော် ဆိုတော့ season 2မှာလည်းကျွန်တော်တို့ကအဲ season 1နဲ့မတူတဲ့အဲဒီကစားနည်းတွေအဲပိုပြီးပြင်းထန်တဲ့ punishment တွေကိုကျွန်တော်တို့ဒါ season ထားတယ်။ဘာလို့လဲဆိုလို့ရှိရင်ပရိသတ်တွေကလည်းဒီဟာကိုသူတို့မျှော်လင့်တာပေါ့နော်။ဆိုတော့ဒီလိုနိုင်ငံကျော်ဥပညာရှင်တွေအကုန်လုံးကဒီဟာတွေကိုလောက်တိုက်ခါမျိုးတွေမှာသူတို့ season 2မှာလည်းကျွန်တော်တို့မတူညီတဲ့တင်ဆက်မှုတွေနဲ့ဒါပရိသတ်တွေအကုန်လုံးကိုကျွန်တော်တို့ဒါဆွဲခေါ်သွားဖို့ပေါ့နော် season ထားပါတယ်။ကျွန်တော်လည်းအမြဲတမ်းနေတဲ့သူကလောကယူတရုတ်တွေဆောင်ပြီးတော့နေနေရတာဆိုတော့ဒီလိုမျိုးကလေးလိုပဲ ပို့ပါအနေနဲ့ပြန်ပြီးဆော့ရမယ်ဆိုတော့ဒီ season လေးကိုအရန်သဘောကျပြီးတော့ join ဖြစ်တာပါဟုတ်တယ်အဓိကတော့ကစားခြင်းလို့ပါဟုတ်တယ်အဲ့လိုလေခွင်းနေတယ်မှာကစားခြင်းနော်အဲ့လိုပို့ပါလေကစားခြင်းလို့ပါ game ဆော့ရတာပျော်တယ်ငယ်လေးတည်းကလေးစားမတော်ပေမဲ့အဲ့လိုအားကစားပိုင်းမှာတော့တော်တယ်နည်းနည်းလေးအဲ့တော့အပြတ်တော့ကျေးဇူးပါပါဟုတ်ကဲ့ pressure တော့နည်းနည်းလေးရောများတာပေါ့နော်ဘာတစ်ခါမှလည်းမရိုက်ဘူးဆိုတော့သူ season 1ကိုပြန်ကြည့်ရောလဲလို့အကျိတ်နေလို့ထူတာရောရွှွန်တော်ရောလူတာရောဆိုတော့အဲကိုလေကြရတော့အဲ့လိုနိုင်မှုရှုံးမှုထက်အဲ့လိုမျိုးအကောင် ောင်းဆုံးတော့ပြောဖို့ကောင်းပါတော့အဲ့လိုမျိုးတေချာလေးကိုဆော့မယ်လို့တွေးထားပါရဲ့ကျွန်တော်လည်းညခုဆိတ်လို့ရပါတယ်ဒီပွဲတော့လည်းအခုလက်ရှိကောကိုပြင်ဆင်လို့ရတာဆိုလို့ရှိရင် physically ရပြင်ဆင်လို့ရတာ physically ပဲပြင်ဆင်ထားပါတယ်ကိုလည်းလှုပ်အားရတယ်ဆိုလို့ရှိရင်ကျွန်တော်ဟင်းချက်ဖို့အတွက်ကိုကျွန်တော်အရင်လူတင်ခိုင်းထားပါတယ်ကျွန်တော်ကအခုလက်ရှိကဟင်းချက်စကီအရင်ကျွမ်းကျင်တယ်ကျွန်တော်ကကြုတ်တော့မကြုတ်တော့ခေါက်ဆွဲရတော့ရတော့ပြုတ်တတ်တယ် အခုကကောင်းဆုံးပြတာကြားနေဒါဆိုတော့အကောင်းဆုံးပြတာမှာပါဟိုအစတော့တင်မလားဟိုတိရောတိပါတယ်ဘာဖြစ်ဖြစ်ဒီလိုမျိုးပါလာပြီဆိုကြတဲ့ကဟိုဘယ်လိုခေါ်မလဲတကယ်ဟိုအားထောင်းမောင်းတန်နေပါမယ်ဆိုတာသိတယ်အဲ့တော့ဟိုကတင်မလားဘာဖြစ်ပါဦးညီမမလည်းညီမမရှေ့ပညာရေးထုတ်သုံးရမှာပေါ့ ော်တော်လေးရီလေးရီရရပေါ့နော်တူးမှာဘယ်လိုသူကပိုကျမ်းမယ်လို့ပြောတော့ကျွန်တော်လည်းရင်တော့ခုန်နေပါပြီခင်ဗျာကိုကိုကိုအပြ competitive လည်းဖြစ်တယ်ပေါ့နော်အဲ့လိုဆော့ရလည်းဟိုစိတ်ပါဝင်စားစားအားကျုံကြတိုင်းဆော့တဲ့နေရာမှာပါတယ်ပေါ့အရင်လဲအဲ game season နဲ့ဆော့ဘူးရယ်ဆိုတော့အဲ့အဲ့လိုနေရာတွေမှာတော့ကောင်းကောင်းလေးဆော့နိုင်မယ်လို့ထင်ပါတယ်ဟုတ်ကျွန်တော်ကအဲ့လိုမျိုး team တူလို့ရှင်တော့ဒါကတော့ TV နဲ့ကတော့ကျွန်တော်အရင်တော့ကလည်း လောက်တူတူလောက်ပွဲဆိုတော့လေတင်းမတူရင်တော့ကျွန်တော်သူ့ပဲမဲပြီးတော့လိုက်ကြတာပါဆိုသူ့ပဲလုပ်ရဲရအောင်ကျွန်တော်သူ့ကျွန်တော်ဒီဇိုင်းနေဆိုတင်းတွေ့လာတော့မယ်အတင်းအတင်းအချင်း support လုပ်မယ်ပေါ့နော်မတူရင်တော့ကျွန်တော်ကသူ့ပဲမဲပါဘာလို့ဆိုသူ့ပဲမဲလို့ရကျွန်တော်သူ့ပဲကျွန်တော်ထပ်အသက်လည်းကြည့်ရပြီးတော့လုပ်လည်းမတွေ့လည်းမတွေ့ဘူးပေါ့နော်ပြရမယ်ဒီပဲ Okay okay ကြည့်ကြမယ်လေကြည့်ကြမယ်အဆက်အဆက်တည်းအစီပဲ ဒါ gaming show ကလည်းသူက reality show ဖြစ်နေတဲ့ဖြစ်နေတဲ့အပေါ်မှာပေါ့နော်အရှိမကစားခဲ့တဲ့လူတွေရဲ့ဟာကိုကြည့်ရခြင်းမှာတအားစိတ်ဝင်စားစရာကောင်းလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ခရီးထွက်ရမယ်ထွက်ပြီးတော့မှတကယ်ဒါလူပညာကြီးကိုမောင်နှမတွေအားလုံးနဲ့ဒါစုံပြီးတော့မှဒါကစားရမှာဖြစ်တဲ့ကြောင့်မို့လို့ဆိုတော့ကျွန်တော်ဘက်ကနေပို့ပြီးစိတ်ဝင်စားမှုတွေပို့ပြီးများပါတယ်ခင်ဗျာဟုတ် game ဖြစ်နေတဲ့အပေါ်မှာကိုတယောက်တည်းကောင်းလို့လည်းမရဘူးကိုနဲ့တွဲပြီးတဲ့ partner ကလည်း ဒါလိုက်ပြီးတော့မလုပ်ပြီးနိုင်မှာလဲအဆင်ပြေမှာပေါ့နော်ဆိုတကယ်လို့ဒါရှုံးသွားခဲ့ရင်လဲရှုံးတဲ့အတိုင်းပဲခံရမှာပေါ့မတတ်နိုင်ဘူးလေတော့ secret နဲ့သွားတာမျိုးမဟုတ်ဘူးလောမော reality သွားတာဆိုလေဘာလာမယ်မယ်လဲမသိဘူးအဲ့ကြောင့်လေဘာလဲဆို emotion တွေကလည်းအစ်စ်တွေထွက်တော့ဟာဟင်းနေတာတော့ပါအဲ့ကြောင့်အဲ့ကြောင့်အမရိုက်ခင်ကလေးကတော့ကိုယ့်ရဲ့စိတ်ကိုစိတ်ကိုအဆုံးထိရှော့ထားတယ်အရှုံးကိုလက်ခံဖို့အတွက်ပြင်ဆင်ထားရပေါ့နော်ဘာလို့လဲဆိုတော့ငါရှုံးသွားရယ်ဆိုမျက်နှာရင်းနဲ့အဲ့လိုမျိုးမျက်နှာမပြတ်ချင်အောင်အဲ့တော့ငါရှုံးသွားနိုင်တယ်ငါရှုံးလည်းရှုံးမှာပဲအဲ့လိုအဆုံးထိတွေးထားရပါတော့ ီတစ်ခေါက်ဂိမ်းနေရာကိုနည်းနည်းအဲ့လို advance ချပုံစံမျိုးတွေပါမယ်ကျမ်းမယ်လို့တော့ပြောတယ်ကျွန်တော်တို့ကအဲ့ဒါကိုကြိုက်တာကျမ်းတော့ကြိုက်တာဆိုတော့အဲကျမ်းနေ join ကျင်လေးပဲဆိုပြီး join လိုက်တာဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကလုံးဝမကြောက်လို့ဝင် join တာဟုတ်ကျွန်တော်တို့နောက်ဆုံးဘလောက်ထိတွေ့ရလဲ smart down ထိတွေ့ရတယ်ဟုတ်ဟုတ်ကြိုက်တာလို့ပဲအဓိကတော့ဟိုတွေ့ရမယ့်အကိုတွေအမတွေနဲ့လည်းအဲ့လို team ဖြစ်ဖို့လည်းအရန်ဟိုဘယ်လိုခေါ်မလဲဝမ်းသာနေသလိုပြီးတော့ဟိုဘယ်လိုခေါ်မလဲဘယ်လို challenge တွေလာမလဲအဲ့လိုမျိုးစစ်စစ်လုံးလုံးလေးနဲ့ပေါ့နော်ဒီဥစ္စာလေးကိုအရန် search နေပါပြီလို့ဟုတ် ျွန်တော်တို့ဒီပထမ HBN ရတော့ဟို reality show ပေါ့ကျွန်တော်90%ပါပေါ့အဲ့တော့ကျွန်တော်တို့ကဒီ season 2ကိုလည်းကျွန်တော် season 1ပုံစံအတိုင်းပေါ့နော် reality show ပေါ့တဲ့ဒီ90%ဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ကြိုးစားတင်ဆက်ဖို့အတွက်ဟိုရည်ရွယ်ထားတယ်ပေါ့နော်နောက်တစ်ခုကလည်းကျွန်တော်တို့ကဒီရှေ့ရ concept ပေါ့ concept ကကျွန်တော်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဥစ္စာတွေပြီးတော့နောက်တစ်ခုကတောင်တူသမားတွေဘဝကိုကျွန်တော်ထင်ဟပ်စေတဲ့အကြောင်းအရာတွေအားလုံးကိုတော့ကျွန်တော်တို့ဒီ season 2ထဲမှာလည်းထည့်ထားပါတယ်ပေါ့နော်နောက်တစ်ခုက season 1နဲ့မတူတဲ့ကိစ္စအကြောင်းကျွန်တော်တို့ punishment ပိုပြင်းထန်လာတဲ့ဥစ္စာတွေတွေ့ရမှာ။ two ကတော့ပိုပြီးတော့ pressure များတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဘယ်မှာပဲဖြစ်ဖြစ် one ကောင်းပြီးတော့ two က one ကိုရှင်ကြတာများတာ။ များတဲ့ခါကျတော့တခါကျရင် pressure တော့ရှိရပါမယ် strategy ဒါပေမဲ့တော့ခုနပြောရင်တော့တက်နိုင်ဆုံးတော့အကောင်းဆုံးဖြစ်အောင်တော့လုပ်ထားပါတယ်ပေါ့နော်အကောင်းဆုံးတော့ဖြစ်မယ်လို့တော့ယုံကြည်ပါတယ်ကျွန်တော်တို့ကတော့အပိုင်းကတော့ကျွန်တော်တို့ဆက်နှစ်ပိုင်းရိုက်ကူသွားမယ်ကျွန်တော်တို့ဒါဒီအထက်မြန်မာပြည်ပတ်မှာရိုက်သွားမယ်ပေါ့နော်ဆိုတော့အာဒီအာ Sunday ကျွန်တော်တို့ည6:00နာရီမှာမယ် MRT4 မှာကျွန်တော် on-end လောက်သွားမှာပေါ့နော် November 30ရာစပြီးတော့ပြတ်တာသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆယ်လီဆယ်ဘိုးရဲ့စီးရီးတူအပိတ်ထားပါဦးခင်ဗျာ Are you ready? ဆလေးဆိုင်ပြိုးရေးစီစဉ်2မှာရေမုံလဲပါပါတယ်ရှင်။အားလုံးပဲဆလေးဆိုင်ပြိုးရေးစီစဉ်2ထွက်တဲ့ခါကျရင်အားပေးကြပါအောင်နော်။ကျွန်တော်တို့တွေဘယ်လိုပုံစံနဲ့အကောင်းဆုံးရှင်ပြိုင်ကြမလဲဆိုတော့ဆက်မကြည့်ရှုပေးကြပါအောင်။ဒါရိုက်တာကျွန်တော်ပြောတယ်ဒီမှာပါဝင်တဲ့ဒါပြိုင်ဘက်တွေကိုလုံးဝမညပါနဲ့လို့ပြောရတဲ့ကြောင့်မလို့ကျွန်တော်လုံးဝမညပါဘူးခင်ဗျာ။ဆလေးဆိုင်ပြိုးရေးစီစဉ်2ဟုတ်ကဲ့ကျွန်တော်ရဲ့ပြိုင်ဘက်တွေကိုကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်ကတော့နိုင်အောင်ဆော့ပါအသေးဆော့ပါကျွန်တော်နိုင်နိုင်မနိုင်ကင်ပါပါ။ TV အကောင်းဆုံးစူးစမ်းပါမယ်။ ဆယ်လီဆိုင်ပြိုရေးစီစဉ်2ဒါလည်းဒီဆယ်လီဆိုင်ပြိုရေးစီစဉ်မှာပါဝင်ထားပါရှင်ဆယ်လီဆိုင်ပြိုရေးစီစဉ်2နေ့ကဘလောက်ဇာပြင်းလဲဆိုတာသိချင်လို့ရှင်ဆယ်လီဆိုင်ပြိုရေးစီစဉ်2မှာတွေ့မယ်အကောင်းဆုံးကြိုးစားမယ်ဆယ်လီဆိုင်ပြိုရေးစီစဉ်2